အားလုံးပဲမင်္ဂလာပါကျွန်တော် Chelsea Four ရောနဲ့ပြန်လည်ကြိုဆိုပါတယ်ကျွန်တော်တို့ဒီနေ့ကတော့ Chelsea နဲ့ပတ်သက်ပြီးတော့လာမယ့်စနေနေ့ည7:00နာရီမှာရှင်ပြန်ကစားကြမယ့် Chelsea နဲ့ Liverpool ပွဲစဉ်ပေါ့နော်အဲ့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ညီကိုနဲ့တူတူပွဲချိုအမြင်လေးတွေခန်းစားချက်လေးတွေပြောသွားခြင်းနဲ့ပေါ့နော်ဆိုတော့ပရမတ်ဆုံးအနေနဲ့ဒါ Liverpool အကြောင်းကိုအစပြီးတော့ပြောရအောင်ပေါ့နော် Liverpool က မနီကာယာဒီမှာဆိုရင်တော့ယာကင်ကလော့ချန်ထားခဲ့တဲ့အသင်းကိုအနီစလောကလက်ခံရရှိရယူပြီးတော့ဒါချန်ပီယံဖြစ်ခဲ့တယ်ပေါ့နော်ပြောရရင်တော့မနီကာယာဒီမှာအများကြီးကျွန်တော်ကိုယ်တိုင်လည်းအများကြီးမမျောလင့်ထားတဲ့အသင်းတစ်သင်းပေါ့နော်ဘာလို့လဲဆိုတော့အနီစလောဟာနီဗျာတိဖြစ်တယ်လို့ဒါပရီးမီယာလိဂ်နဲ့အသားချဖို့အများကြီးချိန်ယူအောင်မယ်လို့ယူဆခဲ့တဲ့အတွက်ကြောင့်မို့ နှစ်ရရာသီမှာဆိုရင်ချက်မြန်ဖြစ်မဲ့ဆိုတဲ့အခြေအနေမျိုးကျွန်တော်မမြင်ခဲ့ဘူးပေါ့နော်ဒါပေမဲ့အာနီစလော့ကအထင်ကြီးစရာကောင်းလောက်အောင်ကိုအများကြီးပြုပြင်ပြောင်းလဲခဲ့ပြီးတော့ချက်မြန်ဖြစ်ခဲ့တယ်ပေါ့နော်ပြုပြင်ပြောင်းလဲခဲ့တဲ့ဆိုတာကလူစင်းကိုပြောတာမဟုတ်ဘဲနဲ့သူ့ရဲ့ ဘယ်လိုပြောမလဲအဲကလောရဲ့လောင်းရဲ့အောက်လဲမမိရအောင်သူ့ရဲ့ကိုယ်ပိုင်ဟန်လဲရှိရအောင်ဘောတော့ဒီအခြေအနေမျိုးနဲ့ကျွန်တော်ရှေ့ဆက်ပြီးတော့ကိုယ်လည်းမှာဆိုရင်လဲသူ့လက်ထက်မှာလား Graben Battle လို့ကသာသမားမျိုးတွေကကပအကောင်ဆုံးဆိုတော့ဟိုကွင်းလေသဘောမျိုးဖြစ်လာတယ်ဘောတော့ကိုယ်လည်းကသာသမားတယောက်ဖြစ်လာတယ်ဆိုတော့ဒီအခြေအနေမျိုးတွေနဲ့ကျွန်တော်ရှေ့ဆက်ခဲ့တယ်ဆိုတော့နေရရဒီမှာလူမဝဲတိတိုင်အောင်သူတို့ရဲ့ခြေစွမ်းကချန်ပီယံခြေစွမ်းထိုက်တန်နေပေါ့နော်ဆိုတော့ဒီဟာဒီမှာတော့လီဗာပူးကအများမထင်မှတ်ထားတာကိုလုတ်ပြခဲ့တယ်ဘာလို့ဆိုတော့တကယ်ဟို အရည်သွေးရှိပါတယ်ဆိုတဲ့ကသမားတွေကိုတကယ်ကိုတန်ကျင်းမြင့်မြင့်နဲ့ပေးခေါ်ပြီးတော့တမိုင်းတစ်လျှောက်အများဆုံးအသုံးပြုခဲ့တဲ့အနေထားမျိုးနဲ့ကျွန်တော်အနီစလိုအားဖြည့်ခဲ့တယ်ပေါ့နော်အနီစလိုရဲ့ယာဒီကဒီယာဒီမှစတယ်လို့တောင်မှပြောလို့ရတဲ့အနေထားမျိုးဖြစ်တယ်ပေါ့နော်မနိကယာဒီမှဆိုရင်တော့ဒါသူရှိတဲ့လူစင်းနဲ့အကောင်းဆုံးလို့ပြခဲ့ပြီးတော့ဒီယာဒီမှဆိုရင်တော့ဒါသူ့လက်သူ့ချင်နဲ့ပေါ့နော်အကောင်းဆုံးတိစောက်ဖို့ဒါအနီစလိုကစူးစမ်းနေတယ်ဆိုတော့ယာဒီ အစားအဖွင့်ဝဲတွေမှာဆိုရင်လည်းဒါရလက်တီကောင်းခဲ့တယ်ပေါ့နော်တိုက်တကိုနေတာကို challenge ခွန်နိုင်တဲ့ Arsenal လို့အသင်းမျိုးကိုလည်းဒါသူ့အနေနဲ့အိမ်ခွင်းမှာ1-0ဆိုတဲ့ရလက်နဲ့ဟိုတကယ်လှလပပ free kick နဲ့အနိုင်ယူပြီးတော့ဒါရှေ့ဆက်ခဲ့တယ်ဆိုတော့ ပရီးမီးယားလိပွဲစဉ်6ခုမှာဆိုရင်တော့ဒါ၅ဝန်းနံပြောတပွဲရှုံးတယ်ပေါ့နော်ပရီးမီးယားလိဒါတေဘယ်မှာဆိုရင်အဆင့်1နဲ့ဒါရက်တည်နေတယ်ပြီးနိုင်ငံရဲ့ပွဲစဉ်တွေမှာဆိုရင်ဒါလီဗာပူးရဲ့မန်တလတီကိုမြင်ရတယ်နိုင်လိုစိတ်ကိုမြင်ရတယ်ပေါ့နော်အပြောချင်တာတော့ဝင်းနီမန်တလတီလို့ပြောချင်တာပေါ့နော်သူတို့အနေနဲ့ဟိုဗမာစကိုးတွေပေးရသည့်တက်အောင်နောက်ဆုံးမိနစ်ထိအကောင်းဆုံးချက်ကိုချက်ကဲကစားပြီးတော့အကောင်းဆုံးပြန်လာနိုင်ခဲ့တဲ့အနေအထားမျိုးတွေဒီရာသီမှာတောက်လျှောက်ဆိုသလိုတွေးရတယ်ပေါ့နော်ဆိုတော့ တို့နောက်ဆုံးရှုံးခဲ့တာကတော့ဒါခရစ်စပယ်လေးဖြစ်တယ်မနော်ခရစ်စပယ်လေးရဲ့ဒါအိမ်ဝင်းမှာဆိုရင်တို့တော်တော်ရုန်းကန်ပြီးတော့ကစားလိုက်ရတာမျိုးတော့တွေ့ရတယ်ဆိုတော့ဘာဘူးရဲ့ဒါ injury player တွေကိုကြည့်အောင်ပေါ့နော်။လက်ရှိအချိန်မှာတော့ဟူဂိုအီကီတီကီကဒါ suspend ကြောင့်မပါဝင်ဘူးပေါ့နော်။ဒါချီဟေးစာကလည်းမပါဝင်တာကိုတွေးရတယ်။ဆိုတော့ကိုသမားနေရာမှာတော့အလီစင်ဘတ်ကာကမပါဝင်ဘူးပေါ့နော်။ဒီနေ့ပွဲမှာဆိုရင် ဒါတခြားသူအရန်ကုသမားနဲ့ထွက်လာမဲ့အနေအထားမျိုးဖြစ်တယ်ပေါ့နော်ဒီဘဝရဲ့ဒါဒရားလူစင်ကတော့ဒီလောက်ပဲဖြစ်တယ်ပေါ့နော်ကျွန်တော်ကသမ္မားတွေကတော့သူတို့နေနဲ့အကောင်းဆုံးကြံ့ခိုင်မှုမှာရှိရဲဆိုပြီးတော့တွေ့ရတယ်ပေါ့နော်ဒီဘဝရဲ့အနှစ်ချက်ကိုပြောပါဆိုရင်တော့မှန်တယ်ပြောရင်တော်တော်ရှားခတ်တဲ့အနေအထားမျိုးဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဟိုရှားဖွေပြီးတော့ပြောမယ်ဆိုရင်တော့ဒီအသင်းကဒါကိုယ်ကြီးဆော့ဆော့ပေးနေရတာကပျော်စရာမကောင်းဘူးပေါ့နော်ဒီအသင်းမှာဆိုရင်လည်းသူတို့နေနဲ့ကိုမပေးရတဲ့ပွဲနှစ်ပွဲပဲရှိတယ်ပေါ့နော်ကျွန်တော်ပွဲတွေမှာဆိုရင်ဒါကိုယ်ကြီးခွင့်ပြုထားပြီးတော့နောက်ကနေပြီးတော့လိုက်ကစားရ ဲ့အနေအထားမျိုးဖြစ်တယ်ပေါ့နော်ဒါကအဆင်ပြေတဲ့အနေအထားမျိုးမဟုတ်ဘူးလို့တော့ကျွန်တော်ယူဆတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့သူနောက်ကနေလိုက်ပြီးတော့ကစားတဲ့အတင်းနေကတကယ်ဟို basic ပါလို့ပြောရမယ့်အတင်းနေမျိုးမပါသေးဘူးလို့ပြောလို့ရတဲ့အနေအထားမျိုးဖြစ်တယ်ပေါ့နော်နောက်ကနေလိုက်ပြီးတော့ကစားလို့ရတဲ့အခြေအနေမျိုးအသင်းနေတာပါဝင်နေတာကိုတွေ့ရတယ်ဆိုတော့ဒါကတော့စိုးရင်စရာတစ်ခုဖြစ်တယ်ပေါ့နော်ဒါသူတို့ရဲ့နောက်တဲ့အားနဲ့ချက်ကိုမြင်သာစေတဲ့ပွဲစဉ်တွေအဖြစ်မြင်ရမယ်ပေါ့နော်ဆိုတော့နောက်ဆုံးဒါအရှင်မြိုင်ကစားခဲ့တဲ့ဒါ ဘယ်မှာကာလာစီရီနဲ့ပွဲစဉ်မှာဆိုရင်လည်းပင်နယ်တီပေးရပြီးတော့သူတို့ဟိုရှုံနေခဲ့တာကိုတွေ့ရတယ်ဆိုတော့သူတို့ရဲ့ဒါအသက်သွေးကြောကပေါ့နော်အဲလက်ရှိအချိန်မှာလာကွင်းလေလို့ပဲပြောရမှာပေါ့နော်အနစ်စလော့ရောက်လာပြီးတဲ့နောက်မှာခုနကျွန်တော်ပြောခဲ့တဲ့ grab and back ကလည်းအကောင်ဆုံးအနေထားမျိုးရောက်ခဲ့ပြီးတော့ဒါ magalister ကလည်းအကောင်ကစားနိုင်တာကိုတွေ့ရတယ်ဒီကောင်မနှစ်ယောက်ရဲ့အတွေ့ဘက်ကလည်းလက်ရှိချိန်မှာကအကောင်ဆုံးတဲကအတွေ့အတွေ့ဖြစ်တယ်ပေါ့နော်ဒီနေရာမှာ super slide ထပ်ဖြည့်တဲ့အခါမှာပိုပြော့တောင်မှာတောင့်သွားတဲ့အနေထားမျိုးဖြစ်တယ်ဆိုတော့ ဂျာမနီကနေလာတဲ့ program wing ကလည်းဒီညမှာအမဝင်သေးသည့်တက်အောင်တောင်းတဲ့လူစစ်တစ်ခုကိုရှိတယ်ပေါ့နော်သူရဲ့ individual skill အရာဟိုဘယ်သိမဆိုအချင်းချောင်းနိုင်တဲ့ကစားသမားဖြစ်တာကြောင့်မို့အချိန်မီးဒါပြောင်းလဲသွားနိုင်တဲ့အနေအထားမျိုးဖြစ်တယ်ပေါ့နော်ဆိုဟိုကွင်းလည်းကိုကောင်းကောင်းဆုံးမနိုင်မယ်ဆိုရင်တော့ဒါလည်းပါဘူးကိုထိုးနေနိုင်မယ်အနေအထားမျိုးဖြစ်တယ်ပေါ့နော်ဆို ချက်စီရဲ့အနေထားကိုတစ်ချက်ပြန်ကြည့်ရအောင်မနော်ချက်စီကတော့ဟိုလက်ရှိအချိန်မှာဒန်ရန်ရကစားသမားတွေအများပြားနေတာကြောင့်မို့ကျွန်တော်အသင်းဟာတော်တော်ကို struggle ဖြစ်နေတဲ့ပုံစံမျိုးဖြစ်နေတယ်ပေါ့နော်ဒါနိုင်ပွဲတွေရတဲ့လောက်ရတယ်ဆိုပေမဲ့လည်းဟိုဘယ်လိုပြောမလဲရတဲ့အနေထားမျိုးတွေမှာ ဟိုမရဘဲနဲ့ရှုံးနေသွားတာမျိုးတွေအဲ့ဒါသေးချသွားတာမျိုးတွေဒါမျိုးတွေတရားဒီမှာကြုံနေရတယ်ပေါ့နော်ပရမသောခရစ်စပယ်လင်းနဲ့ပွဲစဉ်မှာခရစ်စပယ်လင်းကကစားခတ်တာကြောင့်ကျွန်တော်တို့နားလည်ပေးလို့ရပါမယ်လေကဘရန်ဖူးနဲ့ပွဲစဉ်မှာဆိုရင်လည်းဟိုဘယ်လိုပြောမလဲတေမချသင့်မဲ့ကြသွားတဲ့အနေအထားမျိုးတွေကြုံရတယ်ပြီးတော့မန်ယူနိုက်တက်နဲ့ပွဲစဉ်မှာဆိုရင်လည်းသူတို့အနေနဲ့9မိနစ်ထဲက ဟိုတရားဥပဒေကြီးနဲ့ကစားတဲ့အနေအထားမျိုးမှာဥဆောင်မှုတွေပေးရပေးရတယ်ဆိုတော့ဒီနေသားမျိုးတွေနဲ့ရှေ့ဆက်နေရတယ်ပေါ့နော်အဲ့တော့အသင်းမှာလည်းစီကံပိုင်းအားနည်းမှုတွေရှိနေတာကိုတွေ့ရတယ်ပြီးခဲ့တဲ့ဒီ Brighton နဲ့ပွဲမှာဆိုရင်လည်းအနီကအကြောင်းမို့ကျွန်တော်တို့အသင်းဟာအရှုံးနှင်းခဲ့တယ်ပေါ့နော်ပထမပိုင်းတပိုင်းလို Brighton ကိုစူးစူးမိုးပြီးတော့ကစားနိုင်ခဲ့ပေမဲ့လည်းဒုတိယပိုင်းတပိုင်းလုံးမှာကျွန်တော်တို့အသင်းဟာတော်တော်ရုန်းကန်ခဲ့ရတာကိုတွေ့ရတယ်ဆိုတော့နောက်ဆုံးဒီ Champions League ွဲစင်ပေါ့နော်ပမီကာနဲ့ပွဲစင်မှာဆိုရင်လည်းကျွန်တော်အသင်းဟာအနေကနဲ့ရှင်ဆိုင်လက်ရ ပြန်တယ်ပေါ့နော်ကံကောင်းထမဆွာပဲဒါပွဲပိကန်နီးမှာဖြစ်သွားတဲ့အကြောင်းကိုကျွန်တော်အသင်းတသက်ရာရခဲ့တဲ့အနေအထားမျိုးဖြစ်တယ်ပေါ့နော်ဆိုတော့ဟိုအသင်းရဲ့အခြေအနေကဒဏ်ရလူစင်းနေအပွဲပယ်တွေဒါမရှိဘူးဆိုရင်တော့ချက်စီတင်းဟာတော်တော်တောင်းတဲ့စကွတ်တက်ကိုပိုင်ဆိုင်ထားတယ်လို့ပြောလို့ရပါပေမဲ့ဟိုလက်ရှိအချိန်မှာတော့တော်တော်အင်အားနဲ့နေတဲ့အသင်းတသင်းကိုမြင်ရတယ်ပေါ့နော်အထူးသဖြင့်တော့နောက်တန်းကိုကျွန်တော်ထောက်ပြရမှာဖြစ်တယ်ပေါ့နော်နောက်တန်းမှာဆိုရင်လက်ရှိအချိန်မှာ အာလပန်ကူဝဲကလည်းနာနေပြီအဲဆိုတိုစင်ကလည်းပါမလာသေးဘူးပြီးတော့ဝက်စလီဖူဖာနာကလည်းနားမယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီအနီကထိထားတဲ့ချလိုဘကလည်းဒီပွဲမှာပါဝင်မှာမဟုတ်ဘူးဒီစာစီကိုလည်းအသင်းကြီးနဲ့မပူပေါင်းခိုင်းတဲ့အနေအထားမျိုးမှာကျွန်တော်တို့အသင်းမှာလူငယ်ကစားသမားလေးအချင်ပေါင်နဲ့ဟိုဘယ်ချင်းတန်ရရမလဲစောင့်ဆိုင်းနေရတဲ့ဘာရီယာရှိပေါ့နော်ဒီကစားသမားနှစ်ယောက်ပဲရှိတဲ့အနေအထားမျိုးတွေးရတယ်ဆိုတော့နီးပြား ပန်ဇိုမတ်စ်ကအနေနဲ့ဒါဒီကန်စီရိုတို့ဂျိန်းတို့ကိုပဲစန်တာဘက်အဖြစ်ထားပြီးအသုံးပြုမလားဆိုတာကတော့စောင့်ကြည့်မယ့်အနေအထားမျိုးဖြစ်တယ်ပေါ့နော်ကျွန်တော်အသင်းဟာလက်ရှိအချိန်မှာတန်ရရလူစင်းနေများနေတာဆပ်စပန်နေဖြစ်နေတာအကြောင်းမို့ကျွန်တော်အသင်းရဲ့အနေအထားမျိုးအစိုးရင်ရတယ်လို့ပြောချင်တာဗျာကျွန်တော်တို့လက်ရှိလီဗာပူးရဲ့တိုက်စစ်အနေအထားမျိုးနဲ့ကျွန်တော်တွေးကြည့်မယ်ဆိုရင်ဘလို့မဟုတ်ထိမ့်နိုင်မယ့်အနေအထားမျိုးမဟုတ်ဘူးပေါ့နော်ဒါပေမဲ့ ဟိုအတချက်ကဘာလဲဆိုတော့ချက်စီကအင်ကွင်းမှာကံရမ်းမှာဖြစ်တယ်ပေါ့နော်အင်ကွင်းမှာဆိုရင်ဒါလေပါဘူးကိုသူမရှုံးတာ2020လောက်ထဲကဖြစ်တယ်ပေါ့နော်လေပါဘူးအနေနဲ့ ချက်စီခွင်းမှာဆိုရင်ရုံးကန်ရတယ်လို့ချက်စီကလည်းလက်ဘဝခွင်းမှာဆိုရင်တော်တော်ရုံးကန်ရတဲ့အနေအထားမျိုးဖြစ်တယ်ပေါ့နော်ဆိုတော့ဒါလေးတော့အတားချက်အနေနဲ့ရှိတယ်ပေါ့နော်ဒီပွဲစဉ်ကဒါနီဗျာအန်ဆိုမာစကာရဲ့နောက်ထပ်ဒါအစမ်းသက်ခံပွဲစဉ်လို့ပြောရမှာပေါ့နော်ဘာလို့လဲဆိုတော့အန်ဆိုမာစကာကဒီအတင်းကြီးဖြစ်စစ်တင်နဲ့တွေ့တဲ့အခါမှာစပောက်ကိုပဲကောင်းကောင်းမွန်မွန်နိုင်တယ်ပေါ့နော်ကျန်တဲ့အတင်းတွေကိုနိုင်ဖို့သူ့အနေနဲ့ရုံးကန်ရတယ်မနေ့ကဒါလက်ဘဝတို့မိုင်နက်တက်ကို တို့ကိုနိုင်တယ်ဆိုပေမဲ့အဲ့ဒီချိန်တုန်းကလီဗာပူးကအမှတ်မလို့တဲ့အသင်းဖြစ်တယ်ပေါ့နော်မန်ယူနိုက်တက်ကလည်းဒါသူကသူရုံးကန်နေရတဲ့အသင်းမျိုးဖြစ်တယ်ပေါ့နော်ဒီလိုအသင်းမျိုးတွေကိုဟိုကျွန်တော်တို့နိုင်ခဲ့တာဖြစ်တယ်ပေါ့နော်တကယ်ကိုတိုက်တယ်ကို challenge လုပ်နေရမယ့်အနေအထားမျိုးမှာအနိုင်ရရှိခြင်းမရှိတဲ့အနေအထားမျိုးဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့ဟိုဘယ်လိုပြောမလဲဒီပွဲကလည်းအန်ဆိုမာစကာအတွက်စံတကံပွဲစဉ်တပွဲဖြစ်တယ်လို့ပဲကျွန်တော်ပြောချင်တယ်ပေါ့နော်ဆိုတော့ဒီနေ့မှာတတိထားစရာကပါလဲဆိုတော့ကျွန်တော်တို့ဒီပွဲမှာကင်တွယ်မဲ့ တိုင်ကအန်တိုနီဒီလာဖြစ်တယ်ပေါ့နော်အန်တိုနီဒီလာဟာချက်စီနဲ့တွေ့တိုင်းဘယ်တော့မှကောင်းကျိုးမပေးတဲ့တိုင်ဖြစ်တယ်ဆိုတော့အနီကထုတ်ရင်ထုတ်မထုတ်ရင်ဘယ်လိုပြောမလဲအမျက်တတဲ့ဆုံးဖြတ်ချက်တွေမချတဲ့တိုင်ဖြစ်တယ်ပေါ့နော်ဆိုတော့ဒီဘဘူးနဲ့ပွဲစဉ်တိုင်းမှာဒီ ဒိုင်နဲ့တွေ့တဲ့အခါမှာအသိပြရလက်မကောင်းတာတို့မျိုးတွေကျွန်တော်တို့မှတ်တမ်းမှာရှိတယ်ပေါ့နော်ညီကိုတို့ပြန်ရှာကြည့်လို့ရတယ်ဆိုတော့ဒါကတော့စိုးရင်စရာတစ်ခုဖြစ်တယ်ဒါပေမဲ့ဘလိုပဲဖြစ်ဖြစ်ဒီပွဲကတော်တော်ကြည့်ကောင်းမဲ့ပွဲစဉ်ဖြစ်တယ်ပေါ့နော်ကျွန်တော်တို့အသင်းရဲ့လားအစံသက်ကံပွဲစဉ်ဖြစ်တယ်လို့ဒါလီဗာပူးကလည်းဘလိုပြောမလဲအရှုံးကနေပြန်လာမဲ့အနေထားမျိုးပွဲစဉ်ဖြစ်နေတဲ့အတွက်ကြောင့်ပေါ့ကျွန်တော်တို့အသင်းနေနဲ့လည်းဒါကိုတတိကြီးထားပြီးကစားမှာဖြစ်တယ်လို့ဒါလီဗာပူးကလည်း ်ဟိုဘယ်လိုပြောမလဲဆမ်ပူပရင့်မှာ2020လောက်ကတည်းကမနိုင်တဲ့မှတ်တမ်းကိုခြေဖြတ်ရမှာဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့ဒီပွဲကတော့ဒါနီးပြားနှစ်ယောက်ရဲ့ဒီပြောအခင်းချင်းတွေကလည်းဘယ်လိုလာမလဲဆိုတာလည်းစိတ်ဝင်စားဖို့ကောင်းတယ်လို့ဒါကိုယ်လည်းအပိုင်မှုကလည်းတော်တော်ကိုစိတ်ဝင်စားဖို့ကောင်းမယ်လို့ဟိုထင်တယ်ပေါ့နော်ဒီလက်ရှိအချိန်မှာအချက်စီကလည်းကမ္ဘာအကောင်းဆုံးကွင်းလည်းအတွဲနှစ်ယောက်ကိုဒါပိုင်ဆိုင်ထားသလိုဒါလက်ပါဘူးကလည်းကွာရမတ်လိုကာဇမားမျိုးရှိသလိုဘက်ကလီစတာလိုဒါကမ္ဘာချန်ပီယံရှိတယ်ပေါ့ဒီကွင်းလည်းရဲ့ပတဲကလည်းဒီနှစ်ပွဲမှာစိတ်ဝင်စား ဆရာဆောင်ကြည့်ရမယ်အနေထားမျိုးဖြစ်တယ်ပေါ့နော်ဆိုတော့ညီကိုတို့ဘယ်လိုမြင်လဲပေါ့နော်ဒီပေါ်နဲ့ပတ်သက်ပြီးတော့ငှက်ချက်လေးတွေပေးကြပါအောင်အားလုံးကျေးဇူးတင်ပါတယ်ညီကိုတို့နောက်ပြန်မှပြန်တွေ့ပါမယ်